အစာအိမ်နဲ့ဦးလန်းချောင်းရောင်ရမ်းတဲ့ယောဂခံစားနေရတဲ့အမ်ဘာဘေရမရစ်တင်းရဲ့ကျဲပွင့်တိုက်စစ်မှုကီလီယာအမ်ဘာဘေဟာပြင်းထန်တဲ့ကျန်းမာရေးပြဿနာနဲ့ရင်ဆိုင်နေရတာကြောင့်စီးရုံတက်ရောက်ကုသမှုခံယူနေရတယ်လို့အတင်းကတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်ဒီချိန်ထိကြောင့်ပဲဘာဘေဟာပီကီလက်အဟီလာအတင်းနဲ့တကောတကောကြီးတည်ကြခဲ့တဲ့ဖီဘာကလပ်ကပလာအောက်စုဖွင့်ပွဲစဉ်ကိုပပဝင်နိုင်ခဲ့ပါဘူးသူ့လိုတင်းရဲ့အဓိကအားထားရတဲ့ကစားမတူအထူးသဖြင့်ရမရစ်ကိုရောက်ရှိပြီးပထမဆုံးချိန်ကလပ်ကပလာပွဲစဉ်ကိုကစားရမှဖြစ်တဲ့အရေးကြီးတဲ့အချိန်မှာ ီလိုကျမကြီးပြဿနာနဲ့တွေ့ကြုံရတာဟာ real ပြည်သက်တွေတကယ်ကိုစိုးရိမ်ပူပန်စရာကိစ္စရပ်တစ်ခုဖြစ်လာခဲ့ပါပြီ။ဘာပဲရဲ့ကျမကြီးအခြေအနေဟာပြီးခဲ့တဲ့အင်ကာနီကတွေကစတင်ခဲ့တာဖြစ်ပါတယ်။ကာနာမူလက္ခဏာတွေစတင်ပြသခဲ့တာကြောင့် real ပြည်သက်ရဲ့ရေးကြီးတဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကိုသူကမပါဝင်နိုင်ခဲ့ပါဘူး။အကစားသမားတဦးအနေနဲ့လေ့ကျင့်ရေးကိုပုံမှန်လွှဲချော်တာမျိုးမရှိတဲ့ဘာပဲအတွက်ဒါဟာပထမဆုံးစိုးရိမ်စရာလက္ခဏာပဲဖြစ်ပါတယ်။သူ့ရဲ့အခြေအနေဟာလေ့ကျင့်ရေးပြီးမှဆက်လက်တိုးတက်မလာဘဲပုံမှန်ဆိုးရွားလာခဲ့တာကြောင့်အဲဒီလေအတင်းနဲ့ကစားရမယ့်ရေးကြီးတဲ့အုပ်စုဖွင့်ပွဲချင်းကိုမဖြစ်မနေလွှဲချော်ခဲ့ရတာပဲဖြစ်ပါတယ်။ ကျော်လာပနေနေမှာတော့ရီယယ်မရီတင်ကအမဘေးရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးပြည်သက်တွေကိုအတိပေးတဲ့တရားဝင်ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။အဆိုပါကြေညာချက်မှာအမဘေးဟာအစာအိမ်နဲ့ဦးလန်းကျောင်းရောင်ရမ်းတဲ့ယောဂပြင်းထန်တဲ့အခြေအနေကြောင့်ဆက်လက်ပြီးလိုအပ်တဲ့စစ်ဆေးမှုတွေကုသမှုတွေပြုလုပ်ဖို့အတွက်စေယုံတရားကုသနေရတယ်လို့တီလင်းဖော်ပြထားပါတယ်။အစာအိမ်နဲ့ဦးလန်းကျောင်းဆိုင်ရာပြဿနာတွေဟာအာကစားသမားတွေအတွက်အထူးသဖြင့်အာဟာရဆုပ်ယူမှုခန္ဓာကိုယ်ရဲ့စွမ်းရည်ထုတ်လုပ်မှုတွေရေတဲ့ထိမ့်သိမ်းမှုတွေကိုတိုက်ရိုက်ထိခိုက်နိုင်လာကြောင်းဒီလိုပြင်းထန်တဲ့ယောဂဝေဒနာခံစားနေရတယ်ဆိုတာဟာသူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့လက်တော်စွမ်းဆောင်ရည်တွေပေါ်များစွာတက်ရောက်မှုရှိမှအမှန်ပါပဲ။ ဆေးရုံတက်ပြီးစစ်ဆေးမှုတွေပြုလုပ်နေရတဲ့ဆိုတော့ယောဂရဲ့ပြင်းထန်မှုကိုထင်ဟပ်နေပြီးရမရီတေးရဲ့အဓိကကျယ်ပွင့်တွေအားလုံးကစိုးရင်ပူပန်နေကြပါတယ်။ဘာပေရဲ့ကျမရဲ့အခြေအနေဟာလင်းမြန်စွာမသက်သာပဲပုံမှန်တိုင်းပြန်ဖြစ်မလာခဲ့ဘူးဆိုရင်မက္ကဆီကိုကလပ်ပါချူကအတင်းနဲ့ရှင်ပြရမယ့် FIFA ကလပ်ကပလာဒုတိယမြောက်ပွဲစဉ်မှာလည်းရမရီတင်းအတွက်ပါဝင်နိုင်ပွဲလုံးဝမရှိတော့ပါဘူး။တဟာအဟီလေနဲ့ဒီကြက်ကလေးရလက်နောက်မှာမြေမရီအတွက်နောက်ထပ်ရေးချီးတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ကလကဘဘလာလို့ဖီးယားများတဲ့ပြိုင်ပွဲကြီးမှာအုပ်စုစင်းကနေတက်လန်းနိုင်ဖို့အတွက်အမှတ်တမ်းရရေးချီးတဲ့အချိန်မှာ ဘာဘီလိုမျိုးဆုံးဖြတ်ပေးနိုင်တဲ့ကစားသမားတို့ကိုဆုံးရှုံးလိုက်ရတာကအတင်းရဲ့ပြိုင်ပွဲကြီးစဉ်ပေါ့ကြီးမားတဲ့တက်ရောက်မှုတွေရှိလာနိုင်ပါတယ်။အဲဒီလေအတင်းနဲ့ပွဲပြီးမှတော့ရီယယ်မက်ဒရစ်တင်းရဲ့နီးပြဇာဘီလွန်ဆိုကဘာဘီရဲ့ကျမ်းမာရေးချင်းနေနဲ့ပတ်သက်ပြီးဘာဘီရဲ့ကျမ်းမာရေးချင်းတွေကိုဆက်လက်ပြီးနီးကပ်ဆောင်ကြည့်မှုတွေပြုလုပ်ရအောင်မယ်လို့ဆိုခဲ့ပါတယ်။ဒီစကားကနေဘာဘီရဲ့ချင်းနေရအတီးတီးငယ်ငယ်မရှိသေးပဲစီးပတ်ဆိုင်ရာကြွတ်ကျင်သူတွေရဲ့နီးကပ်ဆောင်ကြည့်မှုတွေနဲ့နေ့စဉ်မပြတ်ကဲဖြတ်မှုတွေကိုလိုအပ်နေတဲ့ကြောင့်ထင်ရှားစွာပြသနေပါတယ်။နီးပြနေနဲ့လည်းသူရဲ့အဓိကတိုက်စစ်မှုမပါဝင်နိုင်တဲ့အတွက်အတင်းရဲ့ကစားကွက်နဲ့တိုက်စစ်ပိုင်းအစီအစဉ်တွေကိုပြောင်းလဲပြီးကင်တွယ်ဖြည့်ချင်းရမှာပဲဖြစ်ပါတယ်။ ဘာပဲရမကြခင်ကမှရီယယ်မရီဒင်းကိုကြီးမားတဲ့မျှော်လင့်ချက်တွေမြင်မာတဲ့ပြောင်းရွှေ့ကြီးတွေနဲ့ရောက်ရှိလာခဲ့တဲ့ကမ္ဘာစစ်ကစားသမားတအုပ်ဖြစ်ပါတယ်။သူရဲ့ရောက်ရှိလာမှုဟာရီယယ်မရီဒင်းရဲ့တိုက်စစ်ဥပိုင်းကိုအပြေးအဝအားဖြစ်ပေးပြီးချန်ပီယံလိပါဝင်ဖလားမျိုးသောရယူဖို့အဓိကအားထားရလဲဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ရီယယ်မရီဒင်းရဲ့သူရဲ့ကစားသမားဘဝခန်းကနာတစ်စားတဲ့ရာသီမှာပဲဒီလိုကျမရဲ့အခြေအနေပြဿနာနဲ့ရင်ဆိုင်ရတာဟာဘာပဲတော့ရောရီယယ်မရီဒင်းအတွက်ပါတကယ်ကိုကံမကောင်းတောင်းမလာတဲ့အခြေအနေတစ်ခုပါပဲ။လက်ရှိကလပ်ကမ္ဘာဖလားကလည်းပူပြင်းတဲ့ရာသီဥလိုအောက်မှာကစားနေရတယ်လို့သတင်းတွေထွက်ပေါ်နေတာကြောင့် ။ဘာပင်လိုဖျားနာနေတဲ့ကစားသမားတို့အတွက်ပုံပြီးဆိုးရတဲ့အနေထားကိုဖြစ်ပေါ်စေပါတယ်။ကစားသမားတွေရဲ့ကျန်းမာရေးဟာထိတ်တန့်ပြိုင်ပွဲတွေမှာအလွန်ရေးကြီးလာကြောင်းဘာပင်ဒီနဲ့သူ့ရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်လာပြီးအများဆုံးပြန်လည်တက်တာလာကအပြေအဝကြမ်းခိုင်တဲ့ပုံစံနဲ့ကစားကုန်းနှန်းကိုပြန်လည်ဝင်ရောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အမေကချစ်တယ်အမေကချစ်တယ်အလစ်တယ်ပေါ်စကော့ဘစ်မား